ပြီးတော့မပတ်ရင်အာဒီဝေဥချီရို super food တို့မှာဆိုရင်လေအဲတချို့တွေကအကန့်ဆက်ကြတယ်လေဒီအမေစုငွေနေနဲ့ပတ်သက်ပြီးရောစုပေါင်းဆက်ပေါင်းနေနဲ့အဲရှစ်ဆောင်တို့အဆောင်ရှစ်ဆယ်တို့အဆောင်ရှစ်ရာတို့ပေါင်းပြီးတော့အထီးကန်းဆက်နေကြရယ်ပေါ့နော်အဲအဲ့ထဲမှာရောမတန်ရောပါသေးလားပေါ့သိကြပါတယ်အကယ်မတန်မပါသေးဘူးဆိုရင်မတန်နိုင်ငံပါနဲ့ဒါအမေစုငွေနေအမှတ်တရအနေနဲ့အဲ super food တို့ငွေဥတီတို့ ကန်ချက်ပြီးတော့ထိုးမလားဆိုရေးရှာအဲ့ဒါလေးလည်းသိချင်အောင်ဆိုတော့อืมအမတော့ထိုးပြစ်တယ်ကန်ဆက်မလားဆိုတော့အိမ်မှာအမြင်နဲ့အမေနဲ့ကကန်ဆက်နေအောင်မေကအိမ်မက်မက်လိုက်ကိုကထိုးလိုက်ကိုကအိမ်မက်မက်လိုက်မေကထိုးလိုက်နေပေါက်တာပဲတလေလေခုနော်အမေစွမွေးနေနဲ့ပတ်သက်ပြီးတော့ဆက်ပြီးမထိုးပြစ်သေးဘူးကိုတယောက်တည်းတော့ရှစ်ဆောင်ဆိုပြီးထိုးပြစ်တယ်။ဟောဆက်ပြီးမထိုးသေးဘူးဆိုရင်လည်းအာဒီမှာထိုးပြီးခံရတဲ့ထင်မှာအမပါဘူးပေါ့နော်။သူများက ဆက်ပြီးထိုးတဲ့ထဲမှာအမပါတော့ပေါ့အဲ့ဒါလေးတော့ရှိရဲ့အာပြကြရမယ်မိနမနဲ့လဲဆက်တူထိုးလိုက်ချင်းဟုတ်ပြီမှန်းစကြအောင်ဟုတ်ကဲ့အမဒီနေ့ community call live လေးပြီးပြီဆိုရင်အမစီကိုလာခဲ့မယ်နော်ဟုတ်ကဲ့ဆက်ခဲ့ဒါမေဆုမွေးနေ့မတရားနဲ့ပတ်သက်ပြီးတော့ကန့်ချက်ကြည့်ကြတာပေါ့လीနော်မြကြီးနောက်တစ်ခုကဟိုမတန့်ရဲ့ပြီးခဲ့တဲ့လေလောက်မှဆိုရင်မတန့်စီကနေပြီးတော့ အမျိုးထီဂတိစုတိန်30ကန်ထူးသွားတဲ့ကန်ထူးရှင်ကတိန်90လေးကန်ထူးရယ်နောက်ပြီးတော့သူ့အနေနဲ့ကတချောင်းစုတပေါင်းစုနှစ်စုဖြစ်မဲ့ထင်တယ်နော်ဟိုကန်ထူးသွားရဲ့ဆိုတဲ့အကြောင်းအရာလေးကိုလည်းမတန်နဲ့မြန်မာနဲ့အင်တာဗျူးတွေလုပ်ထားရယ်ဒီအင်တာဗျူးဗီဒီယိုတွေကအမျိုးထီရဲ့ Facebook page မှာမကြမီလာမယ်တင်သွားမယ်အဲ့ဒါလေးရှိပါတယ်။နောက်ပြီးတော့ဟိုမတန်းကဒီ Super 4မှာကန်ထူးသွားတဲ့အကြောင်းလေးလေး သတင်းလေးကြားထားရဲဆိုတော့အဲ့ဒါလေးရောဆက်စုလို့ရလားပေါ့နော်တခါတည်းစကားမဆက်ဟုတ်အမ်မဒန်စီမှာကနန်းနေလာတောင်းနေကြအောင်ခုနအမပြောသလိုပေါ့အမအမေနဲ့အာအမေရန်ကန်ဆက်လေးရှိရဲပေါ့အမချဲတွေပါရတော့ဟိုထိုးတာဝါသနာမပါအောင်ဒါပေမဲ့အာရန်ဖန်ရန်ခါပေါ့အိမ်မက်တင်မက်ရီအိမ်မက်ထူးထူးဆန်းဆန်းလေးတွေမက်အခုမေစုနဲ့ပတ်သက်လို့ပဲတိုက်ဆိုင်လို့ပြောရအောင်အမကလေအမေစုကို စွမ်းစာစကားတွေပြောတော့တဲ့မှာမပြောမိရရှိရနော်အမေစုတကယ်တော့အမလွတ်တော်ကိုယ်စားလှယ်တယောက်ရေလို့ဖြစ်ချင်တာမဟုတ်အမေစုကိုပါရမီဖြည့်တဲ့သူတယောက်ဖြစ်ချင်တာတိလားအမေစုနားမှာနေ့စဉ်အမှုကိုတကယ်တော့အမအိမ်အိမ်အိမ်နွေးမှုကိစ္စတွေလောရပဲအမဝါသနာမပါအောင်တော့တိလားဒါပေမဲ့အမေစုတက်တန်းရှိတဲ့ကာလတလျှောက်မှာ သူ့ဘိန်းနာကနေဝကြီးဝင်ငယ်ပြုစုရတဲ့သူတယောက်ဖြစ်ချင်တဲ့ဆန်ကရှိခဲ့ရ ဲ့ဒါသူ့မိန်ကုန်းနဲ့နားထောင်ကြတဲ့ကပေါ့နော်အဲ့မှာတည်းမှာလဲအမြဲတမ်းသူ့နားမှာအဝါကအဲ့လိုမျိုးသူ့ကိုစားလျှောက်ပေးရသူတယောက်ပြန်အမြဲအိမ်မက်မက်လေးရှိတယ်အဲအရင်ကဆိုလို့ရှင်လဲအမေစုကအဲ့လိုအဲ့ဒီရောမှာဆိုဆွတ်တော့ကိုယ်စလဲမဖြစ်ရသေးလေးစိတ်တင်မှာကြိုးရတယ်ဆိုတဲ့ဟာမျိုးတွေမရှိသေးတဲ့အချိန်ကတော့အမတက္ကသိုလ်ကျောင်းသူဘဝမှာအမအိမ်မက်မက်ခဲ့ရေအမေစုကိုလေးမွားဆင်းလာတော့အမကြိုးတာအမေစုကအမကိုပလဲပတိလီတကုံးပြီးတော့အဲ့လိုအိမ်မက်ဒီမက်အဲ့လိုမျိုးမက်ပြီးဆိုတာ ਨੇ မေကိုကြောက်ကြအမေကအားအစံကိုကအာချဲရွာကြီးတိုးတယ်ထိုးပြီဆိုပေါက်တယ်ဒါပေမဲ့အမြဲတမ်းမက်နေတာမျိုးလည်းမဟုတ်ဘူးကြီးလို့အိမ်မက်တရန်ထူးထူးဆန်းဆန်းပေါ့နော်ခုပြီးခဲ့တဲ့ရက်ကဆိုရင်အမကဆရာဒေါက်တာဇော်မြင့်မောင်အမအိမ်မက်ထင်းမှာတွေ့လိုက်တာဟာအမကစိုင်းတဆိုင်မှာဒီဟိုစပွဲတို့လိုမျိုးအဲ့ဒီမျိုးဖောင်းဝတာအမကဒီဗန်းညီပါရင်းနဲ့တော့ချပေးမယ်အလုပ်မှာဆရာကစိုင်းနေရအထက်အမရှောက်နေရဆရာနေကောင်းရလားလို့မြည်ရချင်းဆရာနောက်ပြန်လဲပြီ အေးကျမပါရဲ့ကွာလို့ပြောဦးသခတ်တော့အဲ့နဲ့အမသုံးလုံးထိတော့အဲလေးလုံးထိကိုအမကနန်းမရဘူးဒေါက်တာဇော်မြင့်မောင်ဆိုအမထိုးလိုက်တာဟိုထောင်ပေါက်ကဆိုပြီးခဲ့တဲ့အဲ့ဒီစူပါဖိုးပထမစုရတာလားစူပါဖိုးစပြီးတော့ငားလာပိုင်းမှာစရယ်နော်စူပါဖိုးငားလာပိုင်းမှာစဒုတိယအပတ်မှာပဲအမအမေကအိမ်မက်မက်တယ်ပေါ့အဲတမီးတယ်တမီးနဲ့အမေနဲ့စပိန်ပစည်းမှာဟဲ့ရောက်တူစီးနေတာအဲဆိုဟုတ်လားလို့ အဲ့ဒါချဲတွေပါရှောင်မထိုးနဲ့နော်လို့သူများကိုလည်းမထိုးခိုင်းနဲ့လို့သွားပြီးတော့မထိုးခိုင်းနဲ့ဟုတ် 4D ထိုးပေးမယ်လို့ Super 4ထိုးပေးမယ်လို့ဆိုပြီးတော့အခါရဲတဲ့အိမ်မှာရက်ပြီးတော့စနေနေ့ညနေမှာကျွန်တော်ထိုးလိုက်တနေ့ကနေ့ညမှာပေါက်လို့ပုံမှန်လည်းမရှိဘူးအမပြင်သွားနေပြီးတော့မှဟိုညနေပိုင်းပြန်လာတဲ့အချိန်မှာမှဖွင့်ကြည့်လိုက်တော့အမေနဲ့တမီးစပိန်စီဆိုပြီးတော့မှ ကောက်ပြီးထိုးထားတယ်အမေကခုံပေါ့တမီးကတောက်ကြတောက်ကြအမေကစနေခုံပေါ့ စပိန်ကိုနှစ်ယောက်အတူတူစီးတယ်ဆိုတော့နှစ်သုံးဆိုအဲ့ဒီဘက်ကထွက်တာကနှစ်သုံးခွန်6ပါမသိဘူးအမအလို့တော်မရတော့အဲ့အဲ့ဒါထွက်သွားတာပထမဆုဆိုပြီးဝင်နေရောမလီဝမ်းတာလိုက်တာဝမ်းတာအမေကငါးသိန်းအမေကတူယူတယ်အမကငါးသိန်းမို့ဝိုးပြန်ပေးတယ်အဲ့ဒါတော့ဘောကမမတ်ရရပဲပေါ့နော်လေလူထီမှာလဲစုတွေကတော့ပောက်ပောက်ပါတယ်ဒါပေမဲ့အမဟိုစက်သိန်းစုဆိုပြီးပောက်တာတော့စူပါဖိုးမှာပဲရှိသေးတယ်သူများတွေကတော့အမစီကပောက်တယ် မကိုရင်ပောက်တာဟောအဲစူပါဖိုးပဲဒါဆိုရင်တော့အမအခုစူပါဖိုးကန်ထူသွားတဲ့အကြောင်းအရာလေးကိုမျှဝေပြီးပြီဆိုတော့ကိုရောအမအချီကိုအိမ်မက်လေးလာပြောပြီးတော့ပဲကဏန်နေမြဲကောက်ခိုင်းလို့မသိဘူးတော့ပါတော့ဒါလည်းကန်လေးဆက်ကြရမှာပေါ့အမစီရာထူပေါ့အဲဆိုအိမ်မက်ကောက်တယ်ဟုတ်ကဲ့ပါအာအခုဆိုရင်ဟိုမတက်ရင်ကျမတို့ဒီနေ့ရဲ့ live လေးကိုနှုတ်ဆက်ရမယ့်အချိန်လေးကိုရောက်လာပါပြီ။မနှုတ်ဆက်ခင်မှာဆိုရင ဒီ SCB campaign အကြောင်းလေးအပြင်ကိုမတန်အနေနဲ့အဖြည့်ဆွတ်ပြီးတော့ပြောချင်တာမျိုးလေးရှိရင်ပို့ပြပါအောင်ရှင်။ဖြည့်ဆွတ်ပြီးပြောချင်တာတော့မဟုတ်ဒီနေ့ live လေးမှာအမဒီအလုံးကိုပုံနဲ့တူတူ spring base ကိုဆော့နေကြရတယ်။အမတော့ဆော့တယ်လို့ဆော့တယ်လို့ပြောရတာနဲ့ပို့တန်တဲ့ချင်းကိုဆော့တယ်လို့မပြောဘူး spring base ကိုအလုပ်တစ်ခုနေနဲ့လုပ်တယ်ပေါ့နော်။အမအမ်မဖြစ်ခင်ကတည်းကအမ်ဖြစ်တာမနေ့တနေ့မှမှဖြစ်တာ ဒါပေမဲ့အမက STD ကိုစကြရဲက STD ဘန်စကြရဲကအမကစိတ်ဝင်စားနေဒီဇိုင်းမမ STD ကဘာတွေလုပ်မှာလဲဆိုတဲ့ဟာကိုဒီဇိုင်းမမအမလိုက်လိလာခဲ့တဲ့သူဖြစ်တယ်။ STD မှာရအပြင်စီးမှာရှိနေကြတဲ့ရတာပေါ့နော်။အော်ဆိုတော့ပြားဆိုရင်လည်းအမကပြားမရှင်တိုင်းကိုတက်တက်ကြွကြွအမလုပ်တယ်။ဒါအပြင်ကိုအမရဲ့ပုံရင်းခြင်းမှာပြားတွေအများကြီးရှိတယ်။အမပုံရင်းခြင်း မက်ဆန်ဂျာမှာပြား group ရှိတယ် Telegram မှာပြား group ရှိတယ်အမရဲ့အမရဲ့ community လေးပေါ့နော်မာဒီကုတ် share ကြရဲ့အကန်လမ်းအခုဆိုရင်အရင်ကကုတ်ကအမအမနဲ့အမမျိုးသားပို့ပေးရတာအခုဆိုရင်သူတို့ကလည်းအရင်ပို့မင်းအမတောင်အဲ့ရမလို့သူတို့ကပဲအရင်ပို့အဲ့လိုမျိုးပေါ့နော်ဒါအပြင်ကို အမရဲ့ refer ရလဲတရားဝင်ကျင်မှာရှိတယ်ပြောချင်တာက အမကတစ်ဖက်မှာဟုတ်တယ်တော်လန်ရေးထဲမှာ လူတွေအများကြီးတဲမှာမလူတရာရှိရင်ဆယ်ယောက်လောက်ကလူနည်းနည်းပူသည့်ရဲ့ပေါ့နော်အဲ့ဒီထဲကလူနည်းနည်းလေးပူသည့်ရဲ့ထဲကတယောက်တော့ဟုတ်တယ်ဒါပေမဲ့အမကတစ်ဖက်မှာကြည့်ရင်လေဒေါ်လာရေးထဲမှာအားလုံးနီးတူကြာနေရကနေစောပိုင်းမှာအမမိတ်ဆက်ခဲ့တယ်လို့ပဲဒေါ်လာရေးနဲ့ပတ်သက်တာဘူးသမ ्या အမလုံမှန်နေဟာတက်တက်ကြွကြွလုတ်တယ်အော်ပြားတွေတွေကပြားတကောင်ဖြစ်တယ် တော်လိုင်းရဲ့တက်သားတွေကတော်လိုင်းရဲ့တက်သားတယောက်ဖြစ်တယ်ဆိုတာကိုတချက်ချက်မှအမောက်အမောက်ကိုမြင်ပြီးဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ဟာသူ့ကိုပါတာသူ့ကြီးပဲဆွရနေတာမျိုးဆိုတဲ့ဟာလေးအစောပိုင်းမှာအမကြုံရတယ်ဟိုဆိုလိုတာဗျာမရှင်လေးနေမှာဘာသားလောက်ပါဒီထက်ကနေဘယ်နှယောက်ရေးမယ်ပေါ့အခုစုကံတိုင်းမှာဆိုလည်းဂျီဟာလေးပါတယ်ပေါ့အဲ့လိုပါတဲ့အခါမှာအမနှစ်မရရ community call မှာတင်တယ်ဘာကောင်းစလေးနေပတ်သက်ပြီးဆွေးမွေးစေခြင်းလေဒီထက်ကနေ၁၀ယောက်ရေးမယ်ဆိုတဲ့ဟာမျိုးလေး အဲ့မှာလေအမကတကယ်ကိုပဲအမစိတ်ကျဲမှရှိရအမ crypto market မှာအဲ list တော့မယ်အကြောင်းကြီးသိချင်တယ်စသဖြင့်အမရေးခဲ့အကုန်လုံးအမလွတ်မရတော့ဆိုတော့ရွေးလိုက်တဲ့ထဲမှာကို comment လေးပါသွားတယ်အမပြောတယ်ဒါပေမဲ့ဒါအပေါ်မှာလူချင်းစိတ်ရှိလားဆိုတော့လူချင်းစိတ်ရှိလို့ဝင်ပြီးတော့ဒီ machine တွေမှာဝင်လောက်တာတော့မဟုတ်ဘူးအများသိစီခြင်းနဲ့ဆိုတဲ့အရာတွေအမဝင်လုပ်ခဲ့အဲ့လိုပဲဒေါ်လာ30လာပါမမှတ်မိတော့ဘာဒေါ်လာ30ပြီးမယ်ဆိုရမှာလေအမပေါ့ပေါ့ပြောစင်တာက အမမလို့ပေါက်တာဆိုတဲ့ဟာမျိုးမမြင်စေချင်ဘူးအမကလည်းအများကြီးတို့သူများအမီတာတရားပြေးတိုင်ွယ်ဆိုအမလည်းအဲ့ဒီမီတာတရားကိုအတူတူပြေးနေတဲ့ခေတ်ကတရားဦးပဲအဲ့တော့အမမလည်းစူရပိုင်ရှိတယ်တခါလေကျတော့ကိုကလည်းကိုကူကူလွတ်သွားတာကိုဟာငါအများကြီးတို့ပဲမရှင်လောက်တာပဲလို့ထင်မိမဲ့အခြားသူကနဲ့မတတ်ပါလို့ငါတို့နဲ့တူဝင်ပြိုင်တာလေသူပြိုင်သူကရမှာပေါ့မဆိုင်ဘူးအမကလည်းပြားနေတဲ့ကပြားရကောင်ပဲဖြစ်တယ် အမလည်းအများကြီးလို့၁၂နာရီခြားတဲ့ဂျိန်တို့ရတာပဲအရင်က၈နာရီတစ်ဂျိန်၈နာရီခြားတဲ့ဂျိန်တို့ရအမမတို့ပဲမတို့ရင်ဝမ်းဝမ်းကအများကြီးလို့အမကိုက်ခံရတာပဲဟောအဲ့တော့ဆိုးရတဲ့အခါကျမှအမဝင်နေတယ်အမဟိုတိုနေရဆိုလို့ရှင်ပြဘာလို့လဲမသိဝင်လို့မရဝင်လို့မရတော့တခါမှပြဝက်ဝင်ကိုက်ခံရဘူးလေဟာဟိုတိုနေရကိုက်ခံရရတယ်ဆိုလိုတာကအမမို့လို့ဆိုပြီးဝက်ဝင်ကြီးကကြော်သွားတာမျိုးရှိတယ် ဲ့ပြောချင်တာကွာ အများနည်းသူပြားတဲ့ကပြားတဲ့ကောင်ဖြစ်တယ်အဲ့တော့အမဝင်ပြိုင်လို့စုရရင်အမဟာပြားရည်ရဲတာပြားတဲ့ကောင်ဖြစ်တယ်ဆိုရင်ဟာကိုနားလဲပြီးပါလို့ပြောချင်ပါတယ်ဒါကတော့စုံကြိုက်လို့ request လုပ်တာပေါ့နော်အဲ့ဒီကလေးမှာတော့ငါအရင်မြန်ရှေ့ရောက် run နေသလားဆိုရင်တက်ကတ်လုပ်တဲ့ဟာလေးရောအမကမှလည်းချိန်ပါတယ်လို့စီစုကအမကဒီ Maruti Super Food ကန်ထူသွားတဲ့အပေါ်မှာဆိုရင်လည်းအမမကန်ကောင်းတာပါ ဒါအမမို့လို့ပောက်တာမဟုတ်ပါဘူး။အနွေဥတီ Super 4ကကြတော့ဒီ True Render Method နဲ့ဒါရွေးချယ်ပြီးတော့မှာပဲစုရင်းရွေးချယ်ပြီးတော့ဖောက်ပေးရပါ။ဆိုတော့ဟာမတန်မို့လို့ပောက်တာမျိုးမဟုတ်ပါဘူး။မတန်ကိုရာရောကကန်ကောင်းပါပါ။ပြီးတော့ Lesson V ရဲ့အစီအစဉ်ဒီမှာလည်းမတန်ပါတယ်ဆိုတာကလည်းအဲ STB ကဖြစ်စီ MT အဖြစ်စီဒီ Spring Bees နဲ့ပတ်သက်ပြီးတော့ပဲဖြစ်စီလာလောက်ဆောင်ပြီးရဲ့အစီအစဉ်လေးဒီမှာဆိုရင်လည်းအလုံးကိုဂျာပန်စနစ်နဲ့ရွေးချယ်တာ မတတ်မို့လို့ဒါဖောက်ပေးရလဲမဟုတ်ပါဘူးဒါလေးလေးဒီနေရာလေးကနေတက်ဆင့်အတည်ပေးလိုက်ပါရဲ့အခုဆိုရင်အလုံးမဲဒီရဲ့အတိုင်းပဲဒီလာမဲ့ဂျွန်လ16ရက်နေ့ကဒါလူလူကောင်းဆောင်အမေဒေါ်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့နေ့မြန်လေးဖြစ်တယ်ဒီမွေးနေ့လေးနဲ့ပတ်သက်ပြီးတော့နေရာပေါင်းဆောင်ကဏ္ဍပေါင်းဆောင်မှာအမေစုမွေးနေ့ကမ်ပိန်းလေးတွေလည်းဒါလုပ်နေထားတယ်အားလုံးကလည်းတက်တက်ကြွကြွနဲ့ပါဝင်ပေးနေကြတယ်ဒီနေ့ဆိုလို့ရှိရင်ပုံလေးတက်လာတယ် ဒါဆရာဒေဇာဆန်းရဲ့ပန်းတပိတ်နဲ့အင်ဂျီပြန်လှူရှားမှုဆိုပြီးတော့ဒါဆရာကရှေ့ရတာကမ်ပိန်းလေးပြုလုပ်ထားရရှိတယ်။ဒါလေးကတော့ဂျုံက14ရက်နေ့ကနေပြီးတော့21ရက်နေ့အထိပအဝင်လို့ရမယ့်ရှေ့ရတာကမ်ပိန်းလေးဖြစ်တယ်။ဒီကမ်ပိန်းလေးမှာဆိုရင်လည်းအရေပေါ်လေးတွေပန်းလေးတွေပန်ပြီးတော့ပန်းလေးပန်ပြီးတော့ကမ်ပိန်းလေးမှာပအဝင်ဆင်နွှဲပေးရတယ်တွေ့ရတယ်။ဒီလိုမျိုးလေးတွေလည်းကမ်ပိန်းလေးမှာပအဝင်အားဖြည့်လို့ရပါတယ်။ဆက်ပြီးတော့ဤတွင်မှာရှိနေတဲ့ တော်လန်ညီကိုမောင်နှမတွေအနေနဲ့ကဘယ်ကမ်ပိန်းကိုပဲမဆိုပါဝင်ပါစေလုံခြုံရေးအသည့်လုံခြုံရေးတတိနဲ့ပါဝင်ပေးဖို့လည်းဒီမြားလေးရနေမြတ်တရခံတော်ဆိုချင်ပါတယ်။နောက်ပြီးတော့ဒီပောက်ကိုရောင်းနေတဲ့တော်လန်ညီကိုမောင်နှမတွေကိုလည်းအများကြီးအားကိုးပါတယ်။ဒါပြည်တွင်းကအသူရီထက်ဒီပောက်မှာရှိနေတဲ့သူတွေကပို့ပြီးတော့အတန်ကြည်ကြင်နဲ့ပါဝင်ပေးပါလို့လည်းမြတ်တရခံတော်ဆိုချင်ပါတယ်။ အဒီနေ့ရဲ့ live လေးမနှုတ်ဆက်ခင်မှာမတတ်အနေနဲ့ကလည်းအမေစုနဲ့ပတ်သက်ပြီးတော့အမွေးနေ့ဆူတောင်းလေးရှိတယ်ဆိုရင်ဒီအစီအစဉ်လေးကနေဆူတောင်းပေးလို့ရပါတယ်။အမအနေနဲ့ကတော့ဒါအခုရဲ့အမေရင်းတယောက်ဆိုရင်ဘလို့ဖြစ်စေခြင်းတည်းဆိုတဲ့စိတ်ပေါ့မေစုပေါ်မှာရှိရင်နေ့80တောင်ပြည့်သွားတယ်ကိုယ့်ရဲ့မိခင်တယောက်ဆိုရင်ကိုဘလို့ထားခြင်းတည်းပေါ့သူတို့ ်။အချို့ကတော့အမေပြန်လွတ်လာရင်နိုင်ငံကိုဆက်ဦးဆောင်ပေးခြင်းနဲ့ဆိုတဲ့သူတွေလည်းရှိပါလိမ့်မယ်။ဒါပေမဲ့အမကတော့တခုရေးသောဆန္ဒပဲ။အမရလှုပ်ခိုင်းနေတယ်လှုပ်ချင်တယ်ဆိုတော့အမတို့အိမ်မှာဆိုအမေကဟိုတောက်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 နဲ့ချာလှုပ်တတ်တဲ့ချင်းရှိရတယ်နော်။မလုံနဲ့နားတော့နားတော့ဆိုတာဒါအိမ်တိုင်းတော်တော်ကလေးမှာကျုံရတဲ့ဟန်အဲ့လိုပဲအမီစုပေါ်မှာလဲအဲ့ဒီစိတ်ရှိတယ် ဒီနာနာရေးအများကြီးအရေးတွေကိုထမ်းပိုးပြီးတော့သူလာတဲ့ခေတ်ရအင်မန်းလောမှာ ਉਹ ကြီးသူအများကြီးမိသားစုကိုခွဲခွာပြီးတယ်မှာနိုင်ငံအတွက်သူထမ်းပိုးပေးရတဲ့အချိန်ကြီးလုံလောက်ပါပြီမိစုကိုညှောနိုင်ကြတဲ့တာရင်တမီးရင်တွေမိသားစုဝင်တွေရဲ့လက်ထဲကိုအမေစုကိုတတိချာချာလေးပြန်အပ်ပြီးတော့မှာမိစုရဲ့ဘဝတက်တန်းလက်ကြံနေရတဲ့မှာမြစ်တီမှာ ငင်းငင်းချမ်းချမ်းပျော်ပျော်ရှင်ရှင်နဲ့နေထိုင်နိုင်ပါစေဆိုတဲ့စိတ်ဆန္ဒတစ်ခုပဲရှိရယ်။တကယ်လည်းအဲ့ဒီအတိုင်းမြို့စုကိုနေခွင့်ရစေချင်ပါတယ်။ဒီနှစ်80ပြီးမွန်းနေ့ရုံစပြီးတော့ခြုံနောက်ငန်းကြီးအမြန်ဆုံးလွမြောက်ပါစေ။ချစ်ရတဲ့မိသားစုဝင်တွေနဲ့အတူချစ်ရတဲ့သားတွေညီတွေနဲ့အတူတူတူတကွပျော်ပျော်ရှင်ရှင်အထိုင်နိုင်ပါစေလို့စတောင်းပေးခြင်းပတဲ့အခုညီမတို့ရဲ့ community call life လေးမှာ ပါဝင်အားထည့်ပေးရတော့ကိုလည်းမတန်ကိုကျေးဇူးများကြီးတင်ပါရယ်ဒါမအားတဲ့အလုပ်တွေဒါရီကနေအချိန်ပေးပြီးတော့ဒီနေ့ live လေးကို guest speaker အနေနဲ့တက်ရောက်ပေးရတော့အာ STB ရဲ့ဒီသားစုကြီးကိုစားဒီနေ့ live လေးကိုနားထောင်နေတဲ့တူချင်းတယောက်ချင်းစီရဲ့ကိုစားကျေးဇူးအများကြီးတင်ပါရယ်ဒီ STB campaign လေးနဲ့ပတ်သက်ပြီးတော့လေဒီနေ့ပြောသွားတဲ့အကြောင်းအရာလေးတွေဆွေးနွေးသွားတဲ့အကြောင်းအရာလေးတွေကိုနားထောင်ပြီးပြီဆိုရင်တော့ဒီ campaign လေးအကြောင်းလဲ ဒီဒီချက်ကလေးပြီးသွားပြီဘာတွေကိုသတိထားရမလဲဘာတွေကိုပြုပြီးလုပ်ပြီးတော့ပာဝင်ရမလဲဆိုတာလည်းပြီးသွားပြီလို့ယုံကြည်ပါရဲ့ဆက်ပြီးတော့ခုနပြောသလိုပဲပြားတွေရဲ့အားနဲ့အမေစုရဲ့ဝင်းနေအမတရားကမ်ပိန်းလေးမှာပြားတွေရဲ့တောက်ဆန်ကြည့်သူတွေရဲ့စုပေါင်းအားတွေအကုန်လုံးကိုပြသပြီးတော့အတူတူပာဝင်ကြမယ်လို့ပြောရင်လည်းဒီနေ့ live လေးကိုဒီလောက်နဲ့ပဲနှုတ်ဆက်ခွဲပြုပါရှင် ားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။မင်္ဂလာရှိတဲ့ညချမ်းကြီးဖြစ်ပါစေရှင်။